ဈေးအများကြီးမတုံးကျင်တဲ့သူတွေအနေနဲ့ mirroring ဖုန်းတဲ့တလုံးပဲဝယ်ရမလား flagship ဖုန်းအဟောင်းကိုပဲပြန်ပြီးတော့ဝယ်ရမလားဆုံးဖြတ်ခန့်နေရဆိုရင်ဒီဗီဒီယိုကြည့်အရင်တော့ဖုန်းတွေမှာ flashing နဲ့ mirroring တွေက spec တွေကနှိုင်းရှင်လို့မရအောင်ကွာတယ်လို့ဈေးအနေနဲ့ကလည်းတော်တော်လေးကိုကွာတယ် mirroring ဖုန်းတဲ့တလုံးနဲ့ flashing second hand တလုံးရှင်းမယ်ဆိုရင်တော့ဈေးအနေနဲ့တအားကွာတယ်အခုနောက်ပိုင်းကျတော့ flashing တလုံးက၄-၅နှစ်လောက်ကြာသွားပြီဆိုရင် mirroring ဈေးတော်တာလောက်ပဲရှိရတာဆိုတော့ ဖုန်းဝယ်မယ်ဆိုရင်အခုနောက်ပိုင်းဒီမှာ Mirage Zero ဝင်းကျင်မှာရှိနေတဲ့ Flash Second Hand တွေကိုပါဝယ်ဖို့အတွက်စဉ်းစားလာကြတယ်။ဆိုတော့ Flash Second Hand တစ်လုံးနဲ့ Mirage ဖုန်းသစ်တစ်လုံးဘယ်ဟာကိုရွေးရမလဲ။ဒါကတော့ရှင်းရှင်းလေးပါ။ကိုင်တဲ့သူပေါ်မှာပဲမူတည်တာပေါ့။ကိုရိုင်က Graphic အမြင့်စားနဲ့ Game Chan တွေကိုဆော့မယ်။ကင်မရာဆိုရင်လည်းကြည်တောက်ရှင်း Quality ကိုမှလည်းလိုချင်တယ်။ဈေးကလည်းတန်ရမယ်ဆိုရင်တော့ Flash Second Hand ကိုရာကိုင်။အလွမ်းမဟုတ်ဘဲနဲ့ပါကင်ဖောက်အသစ်ဆက်ကူမှလည်းကင်ကျင်နေ၊ရန်နီအပြေးဝါကိုလည်းခံစားကျင်နေ ပြီးတော့ဆောင်းနာလို performance တွေပါတယ်အရေးမကြီးဘူးဆိုရင်တော့ပြောထားတယ်ဒီ merit font လုံးအစ်စ်ကိုပဲဝယ်တာတော့ပိုပြီးတော့မှတော့ကောင်းတယ်အစ်စ်ဆိုတော့ battery ကိုလည်းအားပြည့်နဲ့တုံးလို့ရမယ်နောက်ပြီးတော့နောက်ဆုံးပုံဆိုရဲခန်းစားချက်ကိုလည်းခန်းစားလို့ရမယ်ခွာဒါ우မဝေခွဲလို့မရသေးဘူးဆိုရင်မျက်စိထဲမှာပို့ပြီးတော့မြင်တောင်းလို့အားသာချက်တွေအားနည်းချက်တွေနှစ်ခုကိုနှိုင်းရှင်ပြမယ်ဒီ backlash တွေမှာအားလုံးသိရတဲ့အတိုင်းပဲ brand ဆောင်မှာတစ်နှစ်ကိုအနည်းဆုံးတစ်မျိုးလောက်ကတော့ထွက်နေရတာ ဖရက်ဒစ်ချိန်မှာလည်းရှိတဲ့အကောင်းဆုံးဆိုရယ် CPU တွေ material တွေပြီးတော့ဒီ design ဘိုင်းတွေကိုတုံးပြီးတော့မှထောက်လာကြတယ်ကွာအဲ့ဒါကြောင့်မလို့လဲ performance ဘိုင်းက၄၅နှစ်လောက်ကြာသွားရယ်ဆိုရင်တော့မှလိုလီသေးမရှိအောင်ကောင်းနေသေးတော့မယ်ပြီးတော့အားလုံးသိရတဲ့အတိုင်းပဲ strength ကို HN3 တို့ Dimensity 9000ကျော်လို့ဆိုတာခတ်တာ2နှစ်လောက်တောင်ရှိပြီဒါပေမဲ့ခုချိန်ထိကို iCPU တို့အပြည့်အဝအသုံးချနိုင်မဲ့ app တွေများများစားစားမရှိသေးဘူးကင်မရာဘိုင်းမှာကောင်းနေဆိုရယ် flash shit တွေကလည်း၄နှစ်လောက်ကြာသွားရယ်ဆိုရင်တော့ အခုနောက်ဆုံးထွက်ထားတဲ့ marriage ရှင်နဲ့ရှင်လိုက်မယ်ဆိုပို့ပြီးတော့ကောင်းနေသေးတော့မယ်ခုတော့ရှိရနှစ်နှစ်လောက်ကြာသွားပြီဆိုရင်သူ့ကိုသုံးမိထားတဲ့ battery ကအားမခံတော့ primary ပါရတော့ရှိလိမ့်မယ်နောက်ပြီးတော့ OS update တွေ security update တွေမြင်တော့ပြောရရင်ကိုယ့်ဖုန်းရဲ့လုံခြုံမှုတွေကနောက်ဆုံးထွက် marriage တွေလောက်ကိုမရတာမျိုးတွေလည်းရှိရဒါလည်း second လုံးဝင်မယ်ဆိုရင်တော့ဒီပြဿနာကတော့ရှိမှာပဲဒါကလည်း battery လဲလို့ရရဆိုပေမဲ့ flash ဆိုတော့ပေးရမယ့်ကုန်ကြမ်းစည်းတရားတော့မနေဘူး နောက်ပြီးတော့အပိုးစင်းပါတာမျိုးတွေချွေးစားမျိုးတွေလည်းရှိလိမ့်မယ်။ပြီးတော့ကိုယ့်လက်ထဲရောက်လာမှဖုန်းကအဲရာထပစ်တယ်ဆိုရင်ကလိန်းစရာရန်တွေကလည်းမရှိဘူး။ဈေးနည်းနည်းပပပို့ပေးပြီးတော့မှအလုံးတန်းတာလေးရတယ်ဆိုရင်တော့ဒီပြဿနာနည်းနည်းပပရော့သွားနိုင်တယ်ဆိုပေမဲ့စကန်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီလိုပြဿနာမျိုးတော့ကျုံးကိုကျုံရမှာပဲ။တစ်ဖက်မှာအကောင်းဆုံးအကျဉ်းဆုံးဆိုရဲစပက်တီကိုဈေးတင်တယ်နဲ့ရနိုင်တယ်ဆိုပေမဲ့ကြံတဲ့တစ်ဖက်မှာကျတော့သူများသုံးမိသားအဟောင်းဖြစ်တဲ့အတွက်စိတ်ကတိကောက်ဖြစ်တာမျိုးတွေတော့ရှိလိမ့်မယ် မီရိဖုန်းတစ်တလုံးကိုဝယ်မယ်ဆိုရင်တော့ solar ပြောတဲ့ဘက်ထရီပြဿနာတွေပြီးတော့ OS update တွေအဲ့အပြင်အပိုးစင်းတွေကြောင့်မလို့စိတ်ကတိကောက်ဖြစ်တာမျိုးတွေမဖြစ်ဘဲနဲ့စိတ်သက်သက်နဲ့သုံးလို့ရမယ်ဒီကောင်ရဲ့အဓိကအားသာချက်ကတော့ RAM ဒီပိုင်းဘဲချိန်မှာဘလို့ error ပဲဖြစ်ဖြစ်စိတ်ပူစရာမလိုဘူးကွာတခုပဲကိုဝယ်ထားတဲ့ဆိုင်ရဝန်ဆောင်မှုကောင်းနေဖို့တော့လိုတယ်တခုရှိတာက mirage တွေမှာ flash လိုမျိုးအားလုံး balance ဖြစ်နေတာရှားတယ်ဥပမာက flagship phone လုံးမှာဆိုရင် gaming အတွက် graphic ကြမ်းကြမ်း performance လန်းလန်းနဲ့သုံးမိထားရည်ဆိုပေမဲ့ကြံနဲ့ speaker တွေ display တွေအဲ့အပိုင်းတွေမှာတော့ flagship အနေထားတစ်ခုမှရှိရပါပြောချင်တာတစ်ဖက်မှာပိုကောင်းပေးထားရည်ဆိုပေမဲ့ကြံတဲ့တစ်ဖက်မှာကျတော့ဆုတ်ချမသွားဘူးလို့ပြောချင်တာ marriage တိမ်မှာကျတော့အဲ့လိုမဟုတ်ဘူးမြင်အောင်ပြောရင်ကွာကိုက K-series လိုမျိုး performance ကြမ်းတဲ့ဖုန်းတစ်လုံးကိုဝယ်မယ်ဆိုရင် flagship နီးပါးကြမ်းတဲ့ဖုန်းတော့ရလိမ့်မယ်ဒါပေမဲ့ကြံတဲ့ကင်မရာပိုင်းနေတခြားဘက်တိမ်မှာကျတော့အားနေသွားပြန်ရော ကင်မရာပိုင်းကောင်းတဲ့ဆိုကြတာလဲကျန်တဲ့ performance ပိုင်းဒီမှာအားနေတော့လဲရှိရဲ့ဟိုအကုန်လုံး balance ဖြစ်နေတဲ့ marriage တွေလဲမရှိရတော့မဟုတ်ရှိရတော့ရှိပါတယ် all rounder ပါညာပေါ့သူကကြတော့ဘတ်စုံသုံးဆိုပေမဲ့အဲ့ဒီဘတ်စုံကကောင်းတယ်ဆိုတာအနေတော်ပဲဖြစ်သွားရောဒါကအားနေချက်ဆိုတာတက်ကိုကို့အနေနဲ့ဈေးတန်တန်နဲ့ ို performance standard ကိုလိုချင်နေဆိုရင်ကြံတဲ့အပိုင်းတွေမှာအားနည်းတာမျိုးတွေမကြိုက်ဘူးဆိုတဲ့သူတွေအတွက်ကတော့ဒီလိုမျိုး second flash တွေကိုရွေးချယ်စီခြင်းပဲအကြောင်းပြချက်လို့ပြောလို့ရတယ်။နောက်တစ်ခုရှိတာက marriage တွေရဲ့တက်တန်းဟာသူ့ရှိမှထွက်ထားတဲ့ flash အဟောင်းတွေရဲ့တက်တန်းထက်ကိုပိုပြီးမြင်မြန်ကုန်တာ။တက်တန်းဆိုတာကြတော့ကဒီ performance ဘိုင်းတွေ OS update တွေနဲ့ battery ဘိုင်းတွေကဘယ်လောက်ထိကောင်းနိုင်မလဲဆိုတာကိုပြောချင်တာ။ဒီလောက်ဆိုရင်တော့ mirroring ဖုန်းတစ်တလုံးနဲ့ flash second hand မှာကွာခြားချက်တွေဘာတွေအားသာချက်အားနည်းချက်တွေရှိလဲဆိုတာကိုသိသွားလောက်မယ်လို့ထင်တယ်။ဆိုတော့ကြည့်နေရသူရော mirroring ဖုန်းတစ်တလုံးကိုပဲဝယ်မလား second hand flash ကိုပဲကင်မလားဆိုတော့ကိုယ့်ရဲ့အမြင်လေးကိုကောင်းမွန်မှာပြောသားပေးပါဦး။ right ပါ။နောက်ထပ်ဆက်ဝင်ကြအောင်တဲ့ video နဲ့တူကြည့်လာခဲ့ပါမယ်။